အောင်မဲမင်္ဂလာအကြီးရဲ့ပထမဆုံးကြောင်းသွားတဲ့နေ့လေးကိုပလော်လေးရိုက်ထားတာဖြစ်ပါတယ်ဆုံးတီကြည့်ပေးကြပါဦး6နိုင်ခွဲထပြီးအေးရတယ်မှာမထချင်လို့လူးလိမ့်နေတယ်ကျမပါအမှန်ဆိုလို့ရှိရင်တော့စောင်းမခောက်ဖို့ပေါ့နော်ဒါကတော့ဘလော့ရိုက်ထားတာမို့လို့စောင်းနေခောက်ပြနေရပါဒါကတော့တစုံတယောက်ကိုမကျေနပ်လို့ထိုးနေရပါဇာထဲမှာမျက်နှာတည်ချိုးရတာတော့မထည့်တာဟုတ်ပေါ့နော်တတော်စင်စံဖြစ်သွားမှဆိုလို့မစ်တိုင်းမျိုးမိတ်ကလင်းပြလိုက်ပါတယ် အမဆုံးနေ့ဆိုလှနေအောင်လို့ပြင်သွားတာပဲဒါပေမဲ့ skin ကအရန်ကောင်းနေတယ်မှမပါတော့မှပုတ်ချန်နေရအခုတလုံးဒီတလုံးအခုထစ်တွေကိုဖြစ်ရလို့ဒါပေမဲ့ပါအဖက်မှာတော့ထင်ထားတော့ဘာလို့လဲဆိုကိုရီးယားအဖက်မပါလဲလှရဲပေါ့နော်အကြီးကပုံမှန်ဆိုလို့ရှိရင်တော့ရင်မွေးမကြိုက်ဘူးဘာလို့ဆိုရင်မွေးအနှံ့နေအရန်အီလို့ဒါပေမဲ့အဲဒီရင်မွေးတောင်းဝယ်တဲ့နေ့ကစပရစ်ကအမကအကြီးလိုချင်တဲ့အနှံ့ကိုရအောင်ရှာပြီးရတဲ့အတွက်ကြောင့်လို့အဲဒီရင်မွေးလေးကိုကိုရီးယားထိတင်လာပါတယ်ရှာပြီးတဲ့အမကိုလည်းဒီဗီဒီယိုတွေ့လို့ရှိရင်ကျေးဇူးတင်ပါတယ်လို့ပြချင်ပါတယ် ါကတော့ကိုရီးယားကလော့တေပေါ့နော်ခဏခဏဖွင့်ရလဲတိုင်ပတ်ပါတယ်လို့ခုထိအဲ့မှာចောင်းသွားပြီးတော့ဘတ်စကားစီမြောင်ရထားစီရဲ့ဟာတော့မရိုက်လိုက်ဘူးဘာလို့လဲဆိုတော့နောက်ကျနေမှုအပြေလွားသင်္ကန်းထဲမှာကျတော့ဖုံးသိမ့်နေအဲ့တော့စာသင်ခန်းဟာတွေကတော့ရိုက်လို့မဖြစ်လိုက်ဘူးမအောင်နေဆိုတော့ level အကုန်လုံးကចောင်းသားတွေကိုစုပြီးတော့ဘာညာတာနာကနေကြွားစီပြောရဲပေါ့နော် ပြီးတော့အကြောင်းမှရှိတဲ့အကြီးတို့ရဲ့မြန်မာစီနီယာတွေကမလာရှင်တို့သဆကြမယ်ဆိုပြီးခေါ်သားလို့သူတို့နဲ့လိုက်သွားပါတယ်။ကျွန်းမဆိုင်ကအကြီးတို့ရဲ့အကြောင်းလေးဆိုတော့နေတော်ဝေးရဒါပေမဲ့သွားတဲ့လမ်းမှာအရန်လာပါတယ်။ဘာလို့မလာရှင်ကိုဆိုင်ပေါ့နော်။မလာရှင်ကအရိုစီနီယာတွေကအကြီးတို့ကိုဘူဖြောင်းဘက်ကိုလိုက်ပို့တော့အမှဘူဖြောင်းဘက်ကိုသွားလို့မရအောင်ရထားဖြစ်စီရပါလေ။ ရှိရလို့ပြောရတယ်။ဒါပေမဲ့မြမဆိုင်နေစီတော့မရောက်လိုက်ဘူး။မရောက်ရထားထဲမှာလည်းအခြေကိုဈေးဝက်ထတာနည်းနည်းကြာသွားတော့ပေါ့နော်။အေးရှေ့ကဦးလေးရဲ့ပင်ချမ်းညံနေတော့ဒါကတော့ဘယ်နေရာကြီးလဲတော့မသိဘူး။လှလို့ဆိုပြီးတော့လှည့်ပတ်ပြီးတော့ရိုက်လိုက်တာပါ။လူရွက်ကွက်ထဲကတိုင်းဆိုမှမရှိရဲ့ size စပွဲကိုပူဖြောင်းကတိုင်းဆိုမှတွားရှာတယ်ပေါ့နော်။ size စပွဲလူနဲ့အခန်းထဲမှာကစပွဲမရှိတော့ဒီစုထဲမှာပဲဝယ်တာနည်းနည်းလေးနဲ့တော့ဒိုင်ဆိုရဲ့အတန်းနိုင်ကိုပတ်ခဲ့ပါတယ်။ ာကတော့စီမီယာရဲ့သူတို့ဝယ်ချာရှိရဲ့ဆိုတော့သူတို့နောက်ကိုထပ်လိုက်သွားရဲ့မြန်မာဆိုင်ပုတ်ပင်မြေတကယ်ကမြေအောက်ထပ်မှာရှိတဲ့ထိုင်းဆိုင်ကိုတွားတာပေါ့နော်ဒါပေမဲ့မြန်မာဟင်းခက်အမွေးကြိုင်တွေတော့အများကြီးရှိရဲ့အဲမြန်မာနိုင်ငံကချက်တော်နေဒီမြန်မာနိုင်ငံကမွေးတစိဟာတွေအများကြီးရှိရဲ့ပေါ့နော်ကတော့အချီနဲ့အင်ထိတ်အတူတူကြတဲ့အမရဲ့အခန်းကိုတွန်းလေတာပါသူအခန်းပြူကအရန်လာတော့ကျေအင်ပြန်နေပါပြီ ဒါကတော့24နိုင်ဆိုင်ကကြောင်းပြီပေါ့နော်ဒီနိုင်ငံလမ်းဘေးကြောင်းနေရဝတုံဖြီးညာပဲဒီလိုဆုံးလေးကြည့်ပြီးရေချင်းမြိုင်တမိုင်းနောက်ပြီးတော့ပြန်တွေ့ကြမယ်တပါး